ဲ့ဒီတော်တော်ရိုင်းတာမဆိုသုံးနေတာကြာပြီကြာပြီအဲ့လိုမျိုးဒါမှအဲ့ဒီပွဲအဲ့ဒီကွဲနဲ့ပွဲပွဲပြီးရတယ်များတယ်ဟုတ်အဲ့လိုမြန်မာပြည်မှာထိုးတဲ့ပွဲအရင်ကဒီလက်ပြန်ကွဲကပွဲပြီးရတယ်များတယ် အားလုံးအနေနဲ့ congratulation ပါနေဟိုဒီပွဲနိုင်တဲ့တော့ဗောနညီဘယ်လိုခံစားရလဲအရင်ဆုံးပြောပြပါဦးဒီပွဲဒီပွဲနိုင်ပါလေဟိုအလဲမထိုးလဲဟိုအမနဲ့နိုင်လဲညီနာပြောတော့ဒီလိုမျိုးနိုင်တော့လဲဘိုးဘေးပြောတော့ဘိုးဘွေးစပြင်လာတော့ကြတော့အလဲထိုးဖို့ရှိရည်ရွယ်ထားသေးလားညီအလဲထိုးဖို့လဲရည်ရွယ်ထားဒါမဲ့မရနိုင်ဘောအဲ့တော့ဒီပွဲမှာဗောနော် ညီစတဲလာကလေးကဟို Rocky ကညီနဲ့တညာလဲထိုးဦးတယ်ပေါ့နော်သူကလည်းပြိုင်ဘက်ကိုတခါထိုးတခါနိုင်တခါပေါ်နိုင်ရထားပေါ့နော်ဟုတ်ကဲ့အဲ့လိုဆိုကြတော့ဟို Rocky နဲ့ပတ်သက်ပြီးညီဘယ်လိုပုံစံမျိုးချင့်ကဲ့ခဲ့လဲပေါ့နော်နာဘယ်လိုလဲဆိုတော့သူနဲ့ကျွန်တော်နဲ့ဟိုထိုးမှအစ်စေဘောဘယ်လိုဆဲမှာသူလဲကောင်းတဲ့ကစားသမားတယောက်ပေါ့ကျွန်တော်တို့ဝိုက်တိုင်းမှာလဲသူလည်းမစိုးဒါပေမဲ့ပြန်ပြောဆိုတာအထင်မသေးဘောကျွန်တော်အဲ့လိုမျိုး စင်ကမရောင်းရောင်းမသိမှာပေါ့အဖေရောဟိုဟာအဲ့လိုမျိုးအောက်မှာလဲကိုနိုင်မယ်လို့လဲကိုယူရထားတာပေါ့ဒါဂျူဇာကတည်းကမမရမဖြစ်နိုင်ဘူးပေါ့နောက်နောက်တစ်ခါပေါ့အဲ့လိုမျိုးဒါတော့ဒီ rookie နဲ့ပတ်သက်ပြီးညီလေးလာတဲ့ခါမှာပေါ့နော် rookie ရဲ့အာသာချက်တွေဘာလို့စပြီးမြင်ခဲ့တယ်ပေါ့နော်ဒါမှ သူသူ့ဘွဲတော့ကျွန်တော်တပွဲပဲကြီးကြီးပြီးတော့ဟိုအဲ့ဒီပရမောဇောကျွန်တော်နဲ့တူတူထိုးတဲ့ညအဲ့ဒီဘွဲမှာမဲ့သူကအဲ့တော့သူထိုးတာတချီပဲရှိရဲဆိုတော့အဲ့ဒါသူရဲ့အာဏာရှားသားရှိတဲ့ဖိုက်တော့နာမလဲပေါ့အဲ့တော့ဒီဒီဘွဲမှာပေါ့နော်ကိုကြည့်နေဆင်မောနေကြည့်နေဘယ်လင်းထက်ကတပွဲနဲ့တပွဲကစားပုံမတူဘူးပေါ့နော်မတူရှေးဘွဲတော့က rocketing နဲ့ဘွဲတော့ကတမျိုး ီပွဲကစားတမျိုးပေါ့နော်အဲ့တော့သွေးလင်းထက်ကပွဲတစ်ပွဲချင်းကတ်တဲ့အခါမှာကိုကစားပုံကိုသူများတွေမသိအောင်ပေါ့နော်ဒီပုံစံတမျိုးနဲ့အဲ့လိုထိုးထိုးနေလာပေါ့အဲ့လိုလေးမေးကြည့်ဟုတ်ကဲ့ကျွန်တော်ဘယ်လိုပြောမလဲကျွန်တော်ထိုးတာအဲ့လိုစိတ်အေးအေးလေးပေါ့အဲ့လိုမျိုးစိတ်အေးနဲ့အဲ့လိုမျိုးကစားပါတာဘယ်လိုပြောလဲဘာကိုထိုးတာအဲ့လိုမျိုးပြပြနဲ့အဲ့လိုမျိုးမသိလို့ချင်းကိုကမရရရအဲ့လိုမျိုးအဲ့တော့ သူတို့သူတို့ဘယ်လိုပြောမလဲသူတို့ဟိုလောက်ဘူးอ่ะအဲ့လိုမျိုးရလို့အဲ့ကျွန်တော်ထိုးလိုက်တာနဲ့ကျွန်တော်နေအဲ့လိုမျိုးอ่ะကျွန်တော်ကြုံနေသူဝင်လာလို့ရှင်ကြီးထားတယ်ပေါ့ကျွန်တော်အဲ့လိုမျိုးကျွင်သူကဘယ်လိုလုပ်မလဲအဲ့လိုမျိုးအဲ့မှာကျွန်တော်အဲ့လိုမျိုးလောက်လို့ရတယ်ကြည့်ဆိုတော့လောက်လာတာပေါ့ဒီပွဲမှာပေါ့နော်ရှေးပွဲတုန်းကမမြင်ဘူးတဲ့လွေလင်းထက်ရလက်ပြန်ရိုက်ချက်တွေပေါ့နော်စက်တိုက်တွေ့ခဲ့ပေါ့နော်အဲ့လိုဖာမာသူကဘယ်လိုပြောလဲ ကြည့်ရသေးတာပါအဲ့လိုမျိုးလှုပ်ရတာအဆင်ပြေမလားသူတို့ဝင်တာဘယ်လိုမျိုးဝင်လဲဆိုတာအဲ့လိုမျိုးဒါသူတို့သူသူဝင်တဲ့ဘုရားရိုက်မျိုးချက်ချက်နဲ့ထိရပါအခုဝင်တဲ့ဘုရားအဲ့လိုမျိုးအဲ့တော့ဒီလက်ပြန်ရိုက်ချက်ကသွေးလက်ထက်အခုမှလေးကျန်လာလားငကုတ်ကတည်းသွေးလက်ထက်မှာဒီတိုက်ကွက်ငကုတ်ကတည်းပိုက်ပိုက်နေနေရှိခဲ့ပြီအဲ့ဒီတော်တော်ရိုက်ရတာကျွန်တော်သုံးနေတာကြာပြီကြာပြီတော့အဲ့လိုမျိုးဒါမှအဲ့ဒီဘွယ်အဲ့ဒီကွက်နဲ့ ပွဲပွဲပြီးရတယ်များတယ်ဟုတ်အဲဟိုမြန်မာပြည်မှာထိုးတဲ့ပွဲအရင်တော့ဒီလက်ပြန်ကွင်းကပွဲပြီးရတယ်များတယ်ဒီကွင်းအဲ့တော့ဒီပွဲမှာပေါ့နော်ပုံမှန်အဖြစ်သွေးလင်းထက်ကပွဲဖြက်လို့ရပြီဆိုရင်အတင်းဖြက်ဖြက်ပြတာပေါ့နော်ဟုတ်ကဲ့ဟိုပထမဟိုဒုတိယအချိန်မှာသူနော့ဒေါင်းဖြစ်တယ်ပေါ့နော်တတိယအချိန်လည်းအဲ့လိုဖြစ်တော့ကြတော့အဲ့လိုဖြစ်တဲ့အချိန်မှာညီအဲ့လိုပွဲဖြက်ဖို့စိတ်ကူးရှိခဲ့သေးလားပွဲဖြက်ဖို့ကဘယ်လိုပြောရလဲကျွန်တော်ကြည့်တာပေါ့လက်သေးနဲ့ပဲအဲ့လိုမျိုး ကျေကျေသူဘလုံးနေလဲကျွန်တော်လောက်တယ်မထိထိရှန်ရှန်ရှန်နေရောသူရှောင်းတာသူခါဆွဲတာအဲ့လိုမျိုးကြားသွားတာတော်တော်အဖေးအဖေးအဖေးလောက်တာပဲသူလောက်မှလည်းမထိဘူးအဲ့တော့အခုဟိုဒွေလင်းထက်ကအခု2025မှာနှစ်ပွဲထွေပေါ့နော်နှစ်ပွဲထွေနှစ်ပွဲစလုံးလဲနိုင်တယ်မြန်မာဖိုက်တာတွေထဲမှာနိုင်ဝဲလဲဆက်တဲ့ပထမဆုံးဖိုက်တာ 2025မှာရှင်းဝဲလုံးဝမရှိသေးတဲ့လေတူတည်းသော fighter ပေါ့နော်အဲ့တော့သွေးလင်းထက်အဲ့လိုဆိုတော့ကြာဘယ်လိုလေးခံစားမိလဲကျွန်တော်ကျွန်တော်လည်းအဲ့လားလည်းမဟုတ်ဘဲဒီဘွဲမှာနိုင်ပါတော့လဲကိုကိုရရန်ကိုကိုတခါပြန်စစားတော့ကိုလည်းကိုယူတယ်ဟုတ်လားအဲနိုင်ပါလဲဒီအားကစားတော့အစုံနဲ့အနာရှိတယ်ဆိုတော့စောလက်လက်ခံမယ်နိုင်ပါတော့ ်ပို့ပြီးတော့ပျော်တာပေါ့အခုနိုင်ပွဲနှစ်ပွဲဆက်လာပြီပေါ့နိုင်ပွဲနှစ်ပွဲဆက်လာပြီမြန်မာဖိုက်တာတွေထဲမှာလည်းရှင်းပွဲဆက်နေကြတဲ့နိုင်ပွဲနှစ်ပွဲဆက်လာပြီပေါ့နော်ဂျိတ်တက်ကတွေးလင်းထက်ကိုမျောလင်းချက်တွေတဖြည်းရှိလာပြီပေါ့နော်တွေးလင်းထက်အနေနဲ့ရောထက်ပြီးနောက်ထပ်မျောလင်းချက်ဘလောက်ထိဟိုပြောရရင်တသိန်းနဲ့စာချုပ်ပေါ့နော်တသိန်းနဲ့စာချုပ်ထိဘလောက်ထိမှန်ထားလဲပေါ့နော်ကျွန်တော်မမမမမိုင်းထားတာဟုတ်တယ်ဇာဒီပွဲမှာကျွန်တော်အာနေရှက်စီမဲဟိုဟာထင်းတယ် နောက်ဝကျင်းကျွန်တော်ပြန်ကစားမယ်ပြန်ပြင်ပြင်အဲ့တော့ခုနအားနေချက်လို့ပြောသွားတယ်တွေးလင်းထက်ဒီပွဲမှာကိုယ့်ကိုဘယ်ပိုင်းနေအားနေတယ်လို့ခံစားမိလဲညအားနေချက်ဘယ်လိုပြောရတကယ်နဲ့ထိုးတာဟိုကဘယ်လိုပြောမလဲသတိမထားမင်းကဟိုကချဲလို့ရှိရတယ်သူကဘလို့တခါလေကစားသလိုမျိုးဖြစ်နေတယ်အဲ့လိုမျိုးဆော်ရအဲ့လိုမျိုးဖြစ်ရတယ် တပွဲနဲ့တပွဲမတူတာအဲ့ဒါလည်းပါတာပေါ့ဘွေးထိုးတဲ့အချိန်မှာမပြိတက်တည်းကသွေးလင်းထက်နိုင်သေးချင်လို့သွေးလင်းထက်နာမည်တပြိုင်နဲ့တံပြိုင်နေအကုန်ပါပေါ့နော်သတိထားမိသေးလားညအဲ့ဒါလေဒီဆောင်နေအဲ့အဲ့လိုအဲ့လိုပြိတက်တည်းကိုယ်နာမည်ဟိုဘွေးထိုးနေအောင်អော်អော်တဲ့အချိန်မှာခွန်အားဖလောက်တိဖြစ်ခဲ့သေးလဲညသူတို့អော်တော့ခွန်အားတော့ရသွားတာပေါ့တရားရင်ကတော့မှသူတို့អော်ကတော့80တော့အာ အားရှိတယ်ပေါ့အဲ့တော့အခုအခုနိုင်မွေးလဲဆက်လာပြီဗောနနိုင်မွေးလဲဆက်လာပြီဆိုတော့ဟိုပြောရရင်ကိုဆွေလုံးနောက်ပိုင်းတော့တသိန်းနဲ့စာရွေးရဖို့ကနည်းနည်းလှမ်းဝေးနေတယ်ဗောနလွေးလင်းထက်ကအဲ့လှမ်းဝေးရဲ့အဲထဲမှာနည်းနည်းနီးလာတဲ့ fighter ဗောနအဲ့တော့နောက်ပွဲတွေမှာဟိုဒီအကုံလုံးပြည့်တက်တွေမြင်မြင်တဲ့ပုံစံမျိုးဗောနတသိန်းနဲ့စာချုပ်အထိရအောင်ဘယ်လိုဘယ်လိုတွေအထိကြိုးစားမယ်လို့ဆုံးဖြတ်ထားလဲအခုဒီဒီညပြီးတဲ့အချိန်မှာရအောင်ရအောင်ဖွင့်လဲကျွန်တော်ကြိုးစားတယ်ရကြိုးစားမှာဗော ဒီလိုကျွန်တော်အဲ့ဒါအဲ့အဲ့ဒါလည်းမျောလင့်ထားတယ်ပြီးတော့အဲ့တော့မကမျောလင့်ထားတာအများကြီးပဲဟုတ်ကဲ့အဲ့တော့ဟိုဒါကတော့ပွဲနဲ့မဆိုင်ဘူးကွာခုနောက်ပိုင်းတတိထားမိတာပေါ့သွေးလင့်ထက်ကဟိုပြိတက်တင်နေလဲဟို online မှာလဲ engage ဖြစ်လာပေါ့နော်ဒီ TC ဆက်မှုရှိလာပေါ့ပြိတက်တင်လဲထိတွေ့လာဆိုပြီးတော့တချင်းလေးပါလေးလဲဆိုဆိုဖို့လို့ဆိုတဲ့ဟိုလေးတွေ့ရတာပေါ့နော်ပြန်ပြန်ရှင်းရသွေးလင့်ထက်ကဝါသနာတချင်းဆိုတာလဲပါလာဝါသနာကြတော့အဲ့တချင်းဆိုတာကြတော့ ပါလာဟုတ်ငင်ကြတဲ့ဝဒနာပါလာနော်မလှုပ်ရှိတာပါလှုပ်နေတာတော့ကြာပြီးအရင်ကကျွန်တော်အတွေ့အကြုံနဲ့တော့သချင်းမှလည်းအဲ့လိုမျိုးဒီများမသိဘူးတော့ခုဝိုင်းမှာနာမနေနေဘာလို့သိများလာတော့သချင်းဆိုပြီးသူတို့အဲ့ဒါလည်းပါအောင်သူသိသွားတာအဲ့အဲ့ဒီဝါနာလေးနဲ့ပတ်သက်ပြီးပြည့်တက်တယ်ပေါ့နော်ကျွန်တော်လည်းခုမှစသိအောင်သူလင်းထက်သချင်းဆိုဝါနာပါတော့အဲ့ဒီဝါနာလေးနဲ့ပတ်သက်ပြီးပြည့်တက်တယ်ပေါ့နော်နည်းနည်းလေးပြောပြပါလားဘယ်လိုဘယ်လိုပုံစံမျိုးလေးဝါနာပါလဲ ်အာတချင်းဆိုတာဘာသာပါပြီးတော့စင်ကြီးတာအဲ့လိုမျိုးอ่ะပြီးတော့တချင်းမှာလဲကိုအာဒလာဘာအဲ့လိုမျိုးအချေရတော့ဒီလေဝေကြတော့ပိုပြီးအချေအချေပြေးတာပေါ့တချင်းကအာဒလာအာဒလာပဲဘာသာနာအရာပေါ့ဒါမဲ့အဲ့ဒီမှာလဲကိုယ့်ရဲ့ browser ရဲ့လိုရှင်တယ်အဲ့ဒီတချင်းပိုင်းပါလဲဟုတ်ကဲ့အပီဟုတ်လဲအဲ့ဒါကျွန်တော်လိုတာပေါ့ဟုတ်ကဲ့ ဲ့တော့ဒီကိုယ်တိုင်းလက်လက်ဝေးထိုးရဲတကယ်လို့များကိုယ်နဲ့ဝင်လာရင်ကိုကိုယ်တိုင်းရေးထားတဲ့တခြင်းနောက်ခံတခြင်းနဲ့ကိုယ်နဲ့ဝင်လာဖို့ဒီစိတ်ကူတာလည်းအဲ့ဒါစိတ်ကူတာ not not ဖြည်းဖြည်းနဲ့ဟိုလာမယ်ပေါ့လာအဲ့လိုတည်းစနေပြီလားအဲ့ဒီအဲ့လိုတခြင်းနေစာသားတွေစစပြီးစဉ်းစားကြည့်ပြီလားဟုတ်ကဲ့စဉ်းစားပြီးတော့လေလာရာစာသားတွေစာသားတွေအခုဟိုဟာရေးလို့တော့ရေးလို့တော့ပေါ့မနိုင်ဘူးပေါ့ ကြည်ကြည်လောက်ငါတခြင်းဘာဘလို့ဘလို့ကောင်းမလဲအိုကေညီအခုဘောနော်ဒီကွန်နက်ထိလာပြီးတော့ဘောနော်အတကုံဟိပ်ပြီးအားပေးတဲ့ပြည့်သက်တွေရောညမပြက်နေအားပေးတဲ့ပြည့်သက်တွေရောအဲ့လိုကျေးဇူးတင်စကားလေးနောက်ဆုံးပြောပြရအောင်ကျွန်တော်လာအားပေးတဲ့ပြည့်သက်ရောဟိုညမပြက်ပြည့်သက်တွေအားလုံးကျွန်တော်အားပေးတဲ့ပြည့်သက်အားလုံးပေါ့အားကျွန်တော်အများကြီးကျေးဇူးတင်တယ်ဟုတ်ကဲ့မင်္ဂလာပါကျေးဇူးပါညီဟုတ်ကဲ့